တဲ့ရေးဆွဲထားတဲ့အမျိုးသားပညာရေးဥပဒေကိုမကျေနပ်လို့အကြောင်းသားတွေလမ်းပေါ်ထွက်ဆန္ဒပြနေကြတာပါကျွန်တော်တို့ကပြောရင်ပြောတဲ့အတိုင်းလုပ်ရမယ်ဆိုတာကိုပဲပြောချင်။နော်ကျွန်တော်တို့ပြောခဲ့တယ်ဂျပန်60ရာသီစံအတော်တွင်းမှာကျွန်တော်တို့လာရောက်ညီနိုင်မှာမရဘူးဆိုရင်ပုံမကြီးမဂျပန်နဲ့လူထုနဲ့ပေါင်းစပ်တဲ့လှုပ်ရှားမှုကြီးဖြစ်ရမယ်ဆိုပြောတယ်။ပြောရင်ပြောတဲ့အတိုင်းပဲကျွန်တော်တို့ဖြစ်အောင်လုပ်တယ်။ဂျပန်60ကျော်အထိအစိုးရက ဇုံတရားမတုံ့ပြန်ခဲ့တဲ့အတွက်ဇန်နဝါရီလ20ရက်နေ့မှာရန်ကုန်မန္တလေးကျောင်းသားတပိတ်စကြောင်းစတင်ခဲ့တာပါ။တိုက်ပွဲဝင်နေတော့တိုက်ပွဲဝင်နေတော့ကျောင်းသားကျောင်းသူများဖြစ်ပါသေးခင်ဗျာ။ကျောင်းသားကျောင်းသူများပါခင်ဗျာ။မင်းလေးရဆက်ထွက်လာတော့အထွက်မှာတော့သူအားကောင်းတယ်ပေါ့။နောက်ပိုင်းကျတော့နည်းနည်းလေးဟိုဝိုင်းရံအင်းရပါတော့ နည်းနည်းလေးညော့သွားတယ်ညော့သွားတဲ့အချိန်မှာဖြစ်ချင်တော့သူတို့တွေကတောင်းတာသူတို့တောင်းတာဇရာပါနော်တောင်းတာမှာဖြူခွဲမယ်တောင်းတာမှာဥအောင်တောင်းနေပြီတောင်းတာကတော့မရဘူးတောင်းတာမှာလည်းတချို့တချောက်လုံးကရွာတွေရွာတွေကကြန့်ခန့်ရေးရွာကြန့်ခန့်ရေးရွာကြန့်ခန့်ရေးရွာဆိုတဲ့ဟာတွေနဲ့ကျွန်တော်တို့ဒီဟိုចောင်းသားတွေဘက်ကိုမိဘပြည်သူတွေကစိုးရင်ကြကြီးဖြစ်ပြီးတော့ဝိုင်းရံတော့မှာသူတို့သူတို့ဘက်ကထွက်တဲ့အတန်ရောက်ဝိုင်းရံရင်ကကျွန်တော်တို့ငင်းညံတဲ့ ကြောက်ဘောင်းမှာကြောက်ခမန်းလေးလေးဖြစ်သွားလူကပေါင်းကလန်းကျွန်တော်ထင်တယ်သိန်းကလန်းလောက်ထိတောင်ဖြစ်သွားတယ်လို့ထင်ရတယ် BVB တရင်တော့ကိုမင်းညိုကသူ့အတွေ့အကြုံတွေကိုပြောပြနေတာပါမင်းညံမှာမင်းညံညို့မှာကိုကျော်သူတို့ဦးဆောင်တဲ့ညာရေးကအစီး၂၀တော်လောက်ပါချက်ချင်းရောက်တယ်ရတယ်ကိုကျော်သူတို့ကလည်းဒီကလေးတွေရဲ့အကြီးကိုစိုးရင်ပြီးတော့လာပြီးဝိုင်းရံပေးတာပါနော်ကိုကျော်သူတို့ကလာပြီးဝိုင်းရံလိုက်တဲ့အတွက်ပြည်သူကပို့ပြီးတော့စိတ်ဝင်စားပြီးတော့

မဝင်မို့တားတာမဟုတ်ဘူးသူတို့လည်းအလုံးလုံးတယ်ဆိုရက်အနေထားကိုသူတို့အထက်အာဏာပဲအစင်းစင်း report တက်ဖို့အတွက်ကိုလို့ကျွန်တော်ထင်တယ်ပေါ့နော်တပတ်တို့ဒီနေ့ကလေးတွေကိုဒီနေ့ပြေကိုအဝင်မခံဘူးလို့ကြားပါတယ်အဲ့ဒါဟုတ်ပါလားမသိဘူးဟုတ်အဝင်မခံတယ်မဟုတ်သူတို့ကျွန်တော်တို့ကဥပဒေနဲ့အညီကျွန်တော်တို့ကဖြစ်စေချင်တယ်ဥပဒေနဲ့အညီကျွန်တော်တို့ EKI မှာကျွန်တော်တို့က ဓမ္မပီတီဗီလို့မှဆန္ဒပြတယ်ပဲလို့ကျွန်တော်ပြင်တာအများဆုံးပဲဖွင့်ပြပေးတာလည်းကျွန်တော်အများဆုံးပဲသူတို့လည်းဥပဒေနဲ့အညီဖြစ်စေချင်တယ်ဒါကြောင့်သူတို့လည်းဥပဒေနဲ့အညီလုပ်ကြပါဒါလေးကိုကျွန်တော်ခေါ်ပြမယ်ခေါ်ပြရှင်းပြမယ် တော့လာတာတယ်ရက်ခိုင်းတယ်ဒါခမ ्या တို့အခုသွားတာကဒီငိမ့်စုစည်းဥပဒေကိုကျော်လွန်နေပါပြီငိမ့်စုစည်းဥပဒေကိုဖောက်ဖျက်တာဖြစ်တယ်တရားမဝင်ပါဘူးဆိုတဲ့ဟာကိုအကြောင်းသားတွေသိအောင်လို့လာလာပြောတယ်ဆိုတဲ့အနေအထားမျိုးသူတို့လာပြောမယ်သူတို့ကအာအင်အားပြတဲ့အနေနဲ့လာပြီးတော့ချိန်ချောက်တဲ့ပုံစံလို့ပြောချင်လဲပြောလို့ရတယ်ပေါ့နော်အဲ့လိုလာလာပြီးတော့တခြားလုံးတော့အဲ့လိုလိုက်ခဲ့တာတော့ရှိတိုင်းတစ်ခုနဲ့တစ်ခု အကူးမှာ အထူးအတားအဆီးတွေကို ရင်ဆိုင်ခဲ့ကြပါဘာမှမြို့သူတောင်အတက်မှာတော့လဲလုံဝင်းကြီးကိုယ်တိုင်လာထိုင်တယ်လဲလုံဝင်းကြီးရဲ့ခရံရဲမှုပါတယ်မြို့နယ်အုပ်ချုပ်ရေးမှုပါတယ်ခရံအုပ်ချုပ်ရေးမှုပါတယ်ဒီရုံကျူတောင်အတက်မှာတော့ဘာလို့သူကဘကွေးတိုင်းကနေဘကိုးတိုင်းကိုအဝင်မခံဘူးဆိုတော့အပန်လွှင့်ထားတဲ့အတွက်အဲ့မှာတန်ဆူချိုးတွေချပြီးတော့ရဲတွေကတော့ယူနီဖောင်းဝတ်နေရနဲတယ်ယူနီဖောင်းမဝတ်ဖဲနဲ့အရောက်ဝတ်တွေနဲ့ညားတယ်ညားပဲရောက်တော့ဒီမြို့တစ်ခုကမှာအာနာပိုင်းတွေက တပိတ်မောက်ကျောင်းသားတွေနဲ့ပြေဆုံးခဲ့ပါသေးတယ်။ဘာကြောင့်ရဲဆိုတာကိုတော့ရေးရေးရာရာမသိရပါဘူး။အဲအဒီပြုမယ်။နောက်ပြီးတော့ဒီကိုလာမယ်လို့သိရတယ်။အခုရှင်မိုးတဲ့မိုးတဲ့တော့ချုပ်နေပြီ။နောက်အချိန်နေလဲကျွန်တော်တို့ကတပိတ်တော်တို့မျိုးကအရင်တော့ကလည်းဒီမှာဟိုပြဿနာတွေကရှိပြီးတယ်။ဟုတ်ဟိုဘုံရှိပါပဲ။ငါညီတို့ကကိုလိုပေါ့နော်။ဟုတ်ဟုတ်။ဆက်ဆံရွှေဆက်ပါ။ဟုတ်ဟုတ်။ဒီကြီးမြေလီစားဘူးနဲ့ဆက်ဆံပြီးလိုက်တယ်။ဟုတ်တယ်တည်တယ်။အဲ့ရော ရတယ်။ဟုတ်ကဲ့ကျွန်တော်လည်းနေတယ်မဟုတ်ပါဘူး။စီမံစည်းဝါဝင်ကြီးဥကျော်ရင်ဆိုတာပါတယ်ပေါ့နော်။နောက်ပြီးတော့ခါကဥက္ခရာပါတယ်။ကျွန်တော်တို့အဲ့ညမှာလဲကျွန်တော်တို့လိုက်နေတယ်ကျွန်တော်နဲ့တူရန်ကုန်ကတနေ့တော့ပြောင်းနေအတင်းလိုက်နေတယ်ကျွန်တော်တို့ကတားလာလားဆိုတာလည်းမဟုတ်ဘူးဟိုတခုခုအရေးယူကိုလာပြောတာလားဆိုတာလည်းမဟုတ်ဘူးဘာအတွက်လာတာလဲဆိုတော့လဲသူတို့ရေရရာမဖြေချားနိုင်မင်းလေသူတို့အတင်းထွက်ပြေးသွားတယ်အဲ့တော့သူတို့ဘာကြောင့်လာလဲဆိုတော့သူတို့ကျွန်တော်ထင်တာတော့စိတ်သက်စစ်စင်ရေရလာပြီးတော့ကလေးတွေကို ချင်းချောက်ပြီးမင်းတို့မုံကတော့အများအားဆောင့်ကြည့်နေတယ်ဆိုတဲ့ပုံစံမျိုးမင်းတို့က၁၈ပုံမှ၁၈လေးစီတန်းနဲ့လည်းမှုပုံမှတွေကိုဇက်တိုက်ကျူးလွန်နေတယ်လို့လာပြီးတော့မတိမတာလာပြီး inform လုပ်တယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်ရန်ကုန်မန္လိတပိတ်စစ်ကြောင်းကတအူးတပိတ်စစ်ကြောင်းအဖြစ်ပုံမထင်ရှားလာပါတယ်ဒီစစ်ကြောင်းကတော့ very strong ပြဒီစစ်ကြောင်းကတော့သူတို့ငကိုတွေကချမှတ်ထားတဲ့စီမင်းစီကံရစီကံလည်းရမ်းရှိပါတယ်ကလေးတွေစီကံလည်းရမ်းရှိတယ်သူတို့အချင်းချင်းလည်းဘာပြဿနာမှမဖြစ်သူတို့က ော့ကျွန်တော်တို့အောင်ခွင့်ကိုသွားကျင်လဲဆိုညင်ညွတ်ဖို့လိုတယ်။စိတ်ကရှိဖို့လိုတယ်။တို့ကဒီရန်ကုန်မှာလေးဝင်ဆိုင်ဆွေးနွေးပွဲလုပ်တာလုပ်တာတပိုင်းအခုလက်ရှိလေးဝင်ဆိုင်ဆွေးနွေးပွဲကလည်းဒီစစ်ကြောင်းရဲ့ကြောင့်ဒီလေးဝင်ဆိုင်ဆွေးနွေးပွဲလည်းဝယ်ဖြစ်လာတယ်လို့ယူဆတယ်ဗျ။သူတို့နောက်ဆုံးဘယ်အထိခြိတက်ကြမှာလဲဘာကြောင့်ခြိတက်ကြမှာလဲသူတို့ပြောတဲ့ဆက်နှက်ချက်ကိုအပြည့်အဝရခဲ့တယ်ဆိုလို့ရှိရင် ရန်ကုန်ထိတော့ဆက်တယ်။ဘာလို့လဲဆိုတော့သူတို့ကိုမျောလင်းဆောင်ဆိုင်နေတဲ့မြို့တွေမြို့တွေမှာရှိတဲ့မိဘပြည်သူတွေကိုသူတို့ကသူတို့ကဆက်ပြီးမျောနေမှာပဲတဲ့။ဘာလို့ဒီမှာဆက်တာလဲ။ကိုယ့်ဘက်အညာတစ်ခွင်လုံးဆိုလို့ရှိရင်ဆရာတော်တန်ဟိုတန်ဃာတော်တွေရဲ့ရှိရနေကြွရတဲ့အတွက်ထိုင်းပြီးတန်းစီပြီးဥချတာတို့အရန်ကြည့်လို့ကြည်နူးစရာကောင်းတဲ့ပြရုပ်ကလေးအဲ့ဒါလေးတွေ့ခဲ့ရတယ်။ ဖြစ်အဆက်ဆက်ကျောင်းသားတွေရဲ့ပါဝင်ပြမှုတတ်တိပြောင်းမှုတွေဟာဒီသူတွေရဲ့ရင်းနှဲကိုဆွဲထင်နေပါလေ။ဂျမရဲ့နေတဲ့ဘုလိုဆန္ဒပြပြီးတော့လူတွေမှာစိတ်ပြန်မှခံပြီးတော့ဒီလမ်းကြီးကိုချင်းချင်းလျှောက်ပြီးကြားရတယ်ဆိုရင်တို့ရဲ့စိတ်ဆန္ဒတော့တော့ကိုခံပြင်းပြီးတော့မခံပြင်းနဲ့ကျွန်တော်တို့ကဒီလောက်ကိုတို့လုပ်နေရတယ်နော်။ကျောင်းမတဲ့ဘက်မှာ78တုံးကတော့ဖုန်းဖုန်းမော်လို့သုံးတော်တွေကျောင်းသားတွေအပေါ်မှာ ဲယူပြီးတော့နောက်ချက်ပေးမှာဆိုရင်ဒီလူတယောက်အနေနဲ့လုံးဝလက်မခံနိုင်ပါဘူးဆိုတဲ့အကြောင်းကိုပြောချင်ပါတယ်။လွာရီကပြည့်တယ်ခမောက်တွေခမောက်တွေခမောက်တွေကောင်းအောင်အရှံပဲပဲဒီမျိုးอ่ะဗောနော်ဖြူဖြူစင်စင်ကုသရှင်များအဖွဲ့ရပါအဓိကရည်ရွယ်ချက်ကတော့တို့ခီးလဲမှာဘေးမသိရဲမခနဲ့အာမီမြင်းလေးနဲ့ဖြတ်ကျော်သွားစေချင်လို့ပါ မောက်ဆိုရေးချက်ကလည်းအရေးပေးရပါဟုတ်ပါတယ်။ဟိုကလူနဲ့နှစ်မိုင်၊သုံးမိုင်กว่าမှာရှိတယ်။မိုးကောင်းရွာကနေလူတန်းကြီးရနောက်ဆုံးဒီတဲမဲ့နေရာအထိကိုအဲ့လူတန်းကြီးတွေကိုပြည့်။မင်းမကြိုးတဲ့လူတန်းကြီးတွေကိုပြည့်။အော်လာနော်နဲ့စီးလူလာတောက်လျှောက်သုံးမိုင်လောက်ရှည်လျားတဲ့ နော်မြို့ကျယ်ဝန်းတဲ့ဒူးចောင်းသားတွေကိုတခဲနဲ့ကြိုးဆိုအားပေးထောက်ခံတဲ့အတွက်ကျွန်တော်လည်းလုံးဝလုံးဝအုပ်တော့ရန်လုံးမြေထောက်ခံတယ်ဆိုတာကျွန်တော်တင်ပြပြောဆိုချင်ပါတယ်ចောင်းသားတွေနောက်မှာပြည်သူတွေရှိတယ်ဆိုတာကိုပြတယ်လို့ကျွန်တော်ကတော့အပိုင်ယုံကြည်တယ်ဗျာ ရေစီရရှိရေးတိုက်ပွဲတွေမှာကျောင်းသားတွေဟာကပ်ဦးနေရာရောက်နေပါပြီ။ကျွန်တော်ဒီရပါ